အခုပါချုပ်ကြီးကောင်းနေဆိုတာကအဲ့ဒါလေပမောချုပ်ဆရာကြီးတရားတရားလေဒီပါဠိထက္ကရာကသူပြောတော်တာထက္ကရာဟာတွေကိုပြောတာအဲ့ဒါလေးကြည့်ပြီးတော့ပြောလို့သူကကောင်းတာဗျာအပြင်စကားကသူကနဲတယ်ထက္ကရာဟာတွေကိုသူကယူပြီးတော့ထက္ကရာနဲ့တီကဓာတွေကိုကြည့်ဟောသွားတာဒီလိုခင်ပြောလို့တော်တော်များများဓမ္မခရီးကတွေကဒီပါဠိတော်တော်လေးစာပေလေးအစွန်းလေးတစ်ခုလောက်လေးကြည့်ပြီးတော့တယ်အဘော်အရင်တန်တန်နဲ့ပြောကြတာများတယ်ပါချုပ်ကြီးကျတော့ဒီစာရဲ့အစိုးဆက်ကိုတွားပြီးတော့အရင်မြစ်ကိုတွားပြီးတော့မှလိုက်ပြီးတော့သူကနေရှင်းပြတာသူက အဲ့တော့ဘာဖြစ်တော့မေးလဲတော့ရှင်ဖျားတို့သိတဲ့ပညာတပည့်တို့သိတဲ့ပညာနဲ့ပါကျုပ်ကြီးသိတဲ့ပညာနဲ့တူစေလားပကာရေနဇာနာတိတိပညာပကာရေနသေးစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်ဣတိတတမထို့ကြောင့်ပညာပညာဆိုတော့ပတ်တော့နဲ့ညာနဲ့ပဲပေါင်းတာလေပကပကာရေနညာသိတာအသေးစိတ်သိတာကိုဘာလို့ပညာဟုတ်လားအဲ့တော့ပညာရတဲ့ခုကိုသူတို့အသေးစိတ်သိအောင်လုပ်ရမှာစိုးစိုးကပြောတဲ့ဟာအဲ့ဒါကိုပြောတာသူတို့ဒီကံကြောင့်မှာတော့အဲ့ပညာရဲ့အဖွင့်မှာရွှေလေးတစ်ခု ကလေးလေးကိုပြကြည့်တယ်ကလေးလေးဒါဘာခေါ်တော့မင်းကလေးကဒါရွှေခေါ်တယ်လို့ပြောဘာဖြစ်လို့ကလေးကရွှေလို့ပြောဆိုတော့ဝါမှုရွှေလို့သတ်မှတ်ထားတာအဲ့ဒီရွှေကိုကလေးရဲ့မိဘကိုပြတယ်ဒါဘာခေါ်တော့ဒါရွှေအရွှေဒါတကြသားလောက်ရှိတယ်တကြသားပဲသေးပောက်တယ်ကလေးတိတာတဲ့ဘသူကပို့သွားသူတို့မိဘလူကြီးတွေပို့တယ်အဲ့ဒီရွှေကိုပဲဗတိန်ဆရာကိုထပ်ပြီးတော့ပြကြည့်လိုက်ဒါရွှေဟုတ်ရဲ့လားဟုတ်တယ်ဒီထဲမှာဘာကဘလောက်သားရောနေတယ်ရွှေစစ်စစ်ကဘလောက်ပဲရှိတယ်ခွဲထုတ်လိုက်တဲ့အခါရွှေကဘလောက်သားကြီးကဘလောက်သားသူကကြပို့တိတယ် အဲ့တော့ရွှေလေးတစ်ခုတည်းတင်ကိုကလေးတီရဲ့လူကြီးတီရဲ့ဗရင်းစရာတီရဲ့အတိဘယ်နှမျိုးကွဲวะဘယ်သူကပိုးတီဆုံးဖြစ်သွားရွှေစင်လက်တိန်တကြက်ချင်းကိုပဒိန်အတိလူကြီးတီနဲ့တီတီကလေးခွဲခြားပေးတော့မှန်ရေးသုံးဝါကွဲပြားကြလေဟုတ်လားကလေးကလည်းကလေးအမှန်နဲ့တော့မမှန်ဘူးလားမှန်တယ်ကလေးမှန်တာတဲ့လူကြီးကဘာဖြစ်လို့ပိုးမှန်တယ်အဲ့ဒီလူကြီးမှန်တယ်ဆိုတာတဲ့ဗရင်းစရာကပိုးမှန်တယ်ဒီလိုဘာမှမကြောက်စရာတော့ကြီး နာမည်ကြီးတယ်တရားဟောကောင်းတယ်လို့ချီးမွမ်းခံရတာကစာတပုတ်တီးတဲ့ခါစာတပုတ်တီးတာကရှင်ဖျားတို့တီးတာတဲ့တပည့်တို့တီးတာထက်တင်သူကဘာဖြစ်လို့ဗတင်းစရာတီးတယ်လို့မျိုးတီးနေတာစာကအဲ့ဒါကြောင့်ဦးဇင် ကောင်းတာပြောပါကျုပ်ဆရာတော်ကြီးစီမှာစတက်ဖူးတယ် တကယ်တော့ပြောချင်တာကဒါဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့စာပေတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြည့်ရချင်းအတူတူတောင်မှပေါ့နော်ဒါပါချုပ်ဆရာတော်ကြီးတည်တဲ့တိကပို့ပြီးတော့အသေးစိတ်ကြတယ်အဲပို့ပြီးတော့နက်နေတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်ပုံရတယ်အဲနောက်ပိုင်းမှာဆိုလဲဒါနိုင်ငံခြားသားတွေမေးတဲ့ကံတရားနဲ့ပတ်သက်တဲ့ပြဿနာပေါ့နော်အဲ့ဒီပြဿနာကိုပါချုပ်ဆရာတော်ကြီးဖြေတဲ့ပုံပေါ့နော်တော်တော်လေးကိုဒါပညာသားပါပေါ့နော်ကျွန်တော်ဆက်ပြီးတော့ကြည့်ကြည့်လိုက်အောင်စတက်ဖူးတယ်2003 2004ပညာသင်နှစ်က ပြောတိတူစရောက်ခါကနှစ်ပေါ့အဲ့ဒီနေ့မှာစတဲ့တော့ဆရာတော်ကြီးကဗီးဓမာပို့ချာငငသားတွေရောသိကောင်းတာအံ့ဩစရာမမရဲ့အမေရိကန်ကတက္ကသိုလ်တစ်ခုကဗီးဓမာလာတင်ကြတာဆရာနဲ့ကျောင်းသူကျောင်းသား30ကျော်40လောက်အဲ့ဒါ15ရက်တလတင်တယ်သူတို့လာကြတယ်ဘုရားဆရာတော်ကြီးကဗီးဓမာပို့ချာ အခုလိုပဲပညုတ်ဆရာတို့ကဗီဒမပို့ချတာဗီဒမတစ်ခုတည်းကြီးလေကြာခတ်နေပြင်းမှာဆိုလို့ဆရာတော်ကတုတ်တန်းတို့ဝီနီတို့ဓာတိပါတခါသင်ခိုင်းတာတခြားခြားဘုန်းကြီးတွေကိုတုတ်တန်းတို့ဝီနီတို့အနေနဲ့အမေရိကန်တွေကစိတ်ဝင်စားဗီဒမကိုစိတ်ဝင်စားပညုတ်ဆရာတို့ကြီးကဗီဒမသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုအန်နီကွယ်ရှင်ပေါ့ကွယ်ရှင်ထိုင်းပေးတယ်မေ့ချင်တာရှိမေးဆိုဒီလိုမေးအမှတ်ရရ အဲ့ဒီမှာအယုဒ္ဓေတော်ကြီးဖြေသွားတာလေသူရောသဘောကျလားအဘိဓမ္မာမှာအာစိဏကံနဲ့အာတန္တကံခန်းလေးသင်တော့ရှင်ဖျားတို့လည်းသိပြီးသားအာစိဏကံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အာတန္တကံဆိုတာသေကံကြီးမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလားနောင်ဘဝကိုကျိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကျိုးပေးအာတန္တကံကယင်ကျိုးပေးတာ အဲ့ဒါနိုင်ငံခြားသားကသိပြီးတော့သုံးကြဘူးဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုတ်နေတဲ့ကံကနောက်ရောက်သွားပြီးတော့ခဏလေးကပ်ပြုတ်တဲ့ကံကရှေ့ရရောက်တာဘယ်လိုဖြစ်တာလဲအဲ့လိုပြောတော့ဒါဆိုတိကကြောင့်မှပါပီးစားကတော့နှချံနီးနအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံထဲပြန်သွင်းလိုက်တဲ့အခါ ငယ်ရတော့နွားတွေကရှေ့ကနေတိုးဝင်ပြီးနှချံနဲ့ဝင်သွား။အိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှချံပေါက်သွားမှလည်းအိတ်လိုက်ရလားမလား။နောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့ခါကျတော့ဘယ်နွားကယင်ထွက်။နွားအိုကြီးကယင်ထွက်တာ။အတန်တကန်ကအဲ့နွားအိုကြီးခြံထဲဝင်သလိုပဲ။နွားအိုကြီးခြံထဲကပြန်ထွက်ရသလိုပဲ။အဲ့ဒါကသူတို့စာကပြောတာ။တပိတော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာ။ကျတော့အဲ့ဒါမပြောဘူးဗျာ။ ဘာပြောတော့ဆိုတော့သူကအေးလေမင်းတို့လေဗန်ထဲမှာအကောင့်ဖွင့်ပြီးတော့ပတ်စံထည့်ထားရှိလာတယ်။ဝေရစုထားရှိလာတယ်။ရှိတယ်ဗျာ။ဗန်ထဲမှာပတ်စံရှိတယ်။အခုလို့သွားတဲ့လာတဲ့ခါကျတော့ဗန်ထဲကပတ်စံသုံးသလားတဲ့။မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့။ အာစီရောသွားတက်လာတဲ့ခါကြီးပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့။အဟိုးကမြင်းမြဲတမ်းစုထားတာကြီးဟိုကရင်သုံးတင်တယ်ပေါ့။ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲ။ဟာနိုင်ငံခြားသားဥစဉ်အတန်တကန်ဆိုတာကပေါက်ကမန်နီလိုပဲတဲ့။ဟဲ့လား။အာစိန်တကန်ဆိုတာဗန်ထဲမှာစုထားတဲ့ငွေလိုပဲတဲ့။ဟာအဲ့ကြတဲ့ဥစဉ်တားသဘောကြတာပြောတာ။နော်။အဲ့တော့ရှင်ဖျားတို့တရားဟောတဲ့ခါမှာစလာပေလာဥပမာအပြင်ဒါတပည့်တော်သိတာပြောတာ။ ဘာလို့ဆရာတော်ကြီးကဒါသူ့ရဲ့ကိုပိုင်အတွေးလားဒါမှမဟုတ်တခြားစာအုပ်ကသူဖတ်ပူးထားတာလားတပည့်တော်ပြောနေတာကတော့နိုင်ငံသားနဲ့ဟတ်သွားအောင်ဆရာတော်ကြီးပြောတတ်တာကိုပြောတာပါအခုဆရာတော်ပြောခဲ့တဲ့မေးဖြေလေးကဒါဗုဒ္ဓဘာသာဝင်တွေတက်ပေါ့နော်ဒါဘုဒ္ဓတ္တပေါ့ဘောကနေပတ်သက်ပြီးတော့ဘာကြောင့်မို့လဲဆိုရင်ကျွန်တော်တို့ကဒါကံတရားတွေကိုလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒါတွေကနောက်ဘဝတေချာပေါက်တာ ောက်ထပ်ဘဝမှာအကျိုးပေးလိမ့်မယ်ကောင်းတဲ့ဘဝကိုရလိမ့်မယ်လို့ထင်ကြရပေါ့နော်ဒါပေမဲ့ဒါခုတရားထဲမှာဆိုရင်ကိုယ်အမြဲတမ်းလုပ်နေတဲ့အာစိတ်နှကံဆိုတာရှိတယ်ဒီတေကဏီမှာဖြစ်သွားတယ်ပေါ့နော်ကက်ပြီးတော့ဖြစ်သွားတယ်ဒီအတ္တနှကံဆိုတာရှိတယ်အဲ့ဒါပေါ့နော်ကိုယ့်ရဲ့နောက်ထပ်ဘဝအတွက်အဓိကမင်းရတော့အဲ့ဒီအတ္တနှကံပဲဖြစ်တယ်အဲ့တော့ကိုကဘွားတလျှောက်လုံးမှာကောင်းတာတွေဘလောက်ပဲလုတ်ခဲလုတ်ခဲတေရဏိကြမှာပေါ့နော်ကိုကကိုကဒေါသထွက်ပြီးတော့တေလိုက်တာမျိုးပဲဖြစ်ဖြစ် အဲဒါမှမဟုတ်ဘောနောကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေဆွဲပြီးတော့တည်လိုက်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်လိုက်လို့ရင်ဒါကိုယ့်ရဲ့နောက်ထပ်ဘဝကဒီမကောင်းတဲ့ဘဝပဲရောက်သွားလိမ့်မယ်အဲ့တော့ဘောနောကိုယ့်ရဲ့နောက်ထပ်ဘဝအတွက်အဓိက main ဖြစ်တဲ့ကံကတော့ဒါအတ္တနကံလို့ပြောလို့ရတယ်ဟုတ်ပြီနော်အေးအဲ့တော့တရားဟောတဲ့ခါမှာအဲ့လိုမျိုးတွေလည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းပြောတာပါကျော်ကြီးနာမည်ကြီးတာအဲ့ဒါကြောင့်ပြီးတော့ဒီလူကိုဆရာတော်ကြီးကသူ့ရဲ့တရားဝဲတရားဝဲတွေအဲ့တော့ခေါ်တော့ညစဉ်ညစဉ်လှည့်လိုက်ရ လှည့်လိုက်ရတဲ့အခါမှာဘာလို့ဆရာတို့ရဲ့စာဝါလေးပြက်တယ်တက္ကသိုလ်စီးမြင့်ညာက25ရာခိုင်နှုန်းကျောင်းတက်ရဲ့ပြက်ရဆောင်းပွဲဖြစ်အောင်တပည့်တော်85ရာခိုင်နှုန်းပြက်တယ်25ရာခိုင်နှုန်းပဲတက်တာဘာလို့ဆရာတို့ရင်းနဲ့တွေ့ရလဲခုနစီကဘယ်သွားရတရားဝဲသွားတယ်ဗျာကိုယ်ပိုင်တရားဝဲနေဆရာတို့တရားဝဲနေအဲ့လိုမျိုးတွေပြောတရားဝဲသွားတယ်ဗျာလို့ပြောတော့ တရားမခေါ်ပါနဲ့အဲ့တော့ရဒီလိုပြောတရားကိုမခေါ်လဲသူများခေါ်မှာပါစကောလာဖြစ်အောင်လုပ်တမ်းပါအဲ့ဆရာကြီးအဲ့လိုပြောလားတရားကိုမခေါ်လဲသူများခေါ်မှာလေစကောလာဖြစ်အောင်လုပ်တပည့်တို့ပိရကတ်တွေကောင်းတယ်ဗုဒ္ဓစာပေတွေကောင်းတယ်ကောင်းတော်လည်းပဲကိုးစားကောင်းနေတာကဘာကူကောင်းပါတယ်ဆိုတာချပြနိုင်တဲ့ဘုံကြီးတို့ဒီလိုစီမှာနေနေတာအရှင်မြတ်အဲ့ဒါတောင်းလို့တမ်းပါ ဒီလိုပြောတာဗျာဟာဗျာကိုလို့သမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတုံးလို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလားအုံနောက်ထဲမှာရှိနေတာလားအုံနောက်ဆိုတာပြက်ချင်ပြက်သွားတာပဲလေနှလုံးသားဆိုတာလဲခွဲစိတ်ကူတာအရာမျိုးတွေရှိရတယ်သေရင်အုံနောက်ကလည်းလုံမလုံတော့ နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံအောင်တဲ့နှလုံးကလည်းသေရင်မိသကျိုးတဲ့ထဲပါမသွားဘူးလားဒါပြင်ကံတရားတွေများပါသွားမလားအုံအောင်ထဲမှာနှလုံးသားထဲမှာပါသွားမလားအဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတသကံဟောတိကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ် ဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစဉ်မှာဖြစ်သွားတာ mental process လို့ခေါ်တဲ့စိတ်အစဉ်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြေကြီးစီးဆင်းနေတဲ့အချိန်မှာမြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာ စိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာပုံရိပ်တွေပါသွားပြီ အဲ့ပုံရိပ်တွေဘလို့လုံးလိုက်ပြီးတော့ဖြတ်လို့ရအောင်မရနိုင်เนาะမရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘွားထင်တဲ့ပုံရိပ်တွေဟာလူသေးသွားတော့ပျောက်သွားရောလားလို့ဆိုပြောဆိုဗျာတင်စာအာရယာကိစ္စဒီဒီပုံရိပ်တွေဟာသူ့နဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲ တင်သတ္တအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့အဆက်ဆက်မှာပါသွားပြီအယိပ္ပမလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ်မကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီပုံရိပ်ကောင်းတဲ့ပုဂ္ဂိုလ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်ဒီပုံရိပ်တွေချိန်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်ဒါကိုပဲမြတ်စွာဘုရားက ရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတာဓာဓာပွေတန္တိဆိုတာဒါကိုဟောတာเนาะကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသကံအကုသကံတို့ရဲ့အမွေကိုလုံးသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရမြတ်စွာဘုရားရဲ့ဆုံးမတယ်အလုလက်ခံထားတဲ့ကမ္မတကတ္တသမ္မာဒိဋ္ဌိအမြင်ရှိမှ ုဒ္ဓဘာသာဆိုဖြစ်နိုင်တယ်လို့မှတ်ပါကမ္မသကတာသမာဓိဋ္ဌိအမြင်မရှိရင်ဘုရားဘာသာမဖြစ်ဘူးဘုဒ္ဓံတရဏံကိသမိဆိုနေပြီမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ဟုတ်တယ်ဒါဘာကြောင့်ဆရာတွေခေါ်တဲ့ပြီးတော့ကတော့ဒါကံတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွက်တာအတွေးခေါ်တဲ့ဘုဒ္ဓတတ်ပေါ့နော်ဘာကြောင့်မို့လဲဆိုရင်ခုလိုမျိုးကိုတခြားဆရာတော်တွေဒါခေါ်တာလည်းမကြောက်ဘူးလေဘူး ကံတရားဆိုတာတွေကိုဘယ်မှာသိမ်းထားတာလဲဒီစัจ java လိုက်ရဲ့တဏှာရမာလားဒါမှမဟုတ်တာကိုယ့်ရဲ့အုံနောက်ထဲမှာလားနှလုံးသားထဲမှာလားပေါ့နော်ဒီလိုမျိုးဒါကိုလုံးတဲ့အရာကိုကဒါအမှုဖြစ်ပေါ့နော်ကံတရားဖြစ်သိမ်းထားမှာလဲနောက်ဘဝမှာပဲဖြစ်ဖြစ်တစ်ချိန်ချိန်မှာပဲဖြစ်ပေါ့နော်အကျိုးပေးရလိမ့်မယ်ပေးလို့လည်းရလိမ့်မယ်အဲ့တော့ဘယ်မှာတိတ်ထားလဲဆိုရင်ပါချုပ်ဆရာတော်ကြီးကတော့ဒီကိုယ့်ရဲ့ဒီစိတ်အစဉ်တန်းတဲမှာပဲပေါ့နော်အစဉ်တန်းတဲမှာပဲဖြစ်သွားတယ်ပုံရိပ်အနေနဲ့ဒါတိတ်ထားတယ်ဆိုတဲ့ပုံစံမျိုးဒါဆရာတော်ကတော့ဟောသွားတယ်